ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေရီကံပြူဟာကိုအေအေနဲ့မဟာမိတ်တပ်တွေအပီးသက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စည်ရေးအရာအလွန်အရေးပါတဲ့နေရီကံပြူဟာကုန်းကိုအာရကတပ်တော်အေအေနဲ့မဟာမိတ်တပ်တွေကဒီကနေ့ညနေမှာအပီးသက်သိမ်းယူနိုင်ပြီလို့သတင်းရရှိပါတယ်ခေါင်းဆောင်တဲ့သူတွေအကုန်ထွက်ပြေးတာလေပါစစစ်မှုရန်တင်းနှင်းစင်းတွေပဲခြံခဲ့တာ ပြောရရင်17ရက်နေ့ကတည်းကရှာနေတာအခုကတော့လုံလုံရှင်းနိုင်ပြီလို့သတင်းဌာနရဲ့သတင်းရှင်းပြတဲ့ဦးကအော်တိုဘာလ14ရက်နေ့ညနေပိုင်းမှာပြောပါရယ်အမ်ဘရန်လန်ပိုင်းအနီးကအကြီးဆုံးစခန်းဖြစ်တဲ့နေရီကန်ဖြူဟာကို AA နဲ့မဟာမိတ်တပ်တွေက2025ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါအဲ့ဒီအချိန်တုန်းကဒေတာရင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါ ကကင်းစခန်းတွေကိုအေအေနဲ့မဟာမိတ်တွေကတခုပြီးတခုတိမ့်ယူနေပြီးစစ်တပ်ကအရာရှိတွေအပါဝင်တေဆုံတရားရသူထွက်ပြေးသူအလင်းဝင်သူအများပြားနဲ့အထိနာနေခဲ့ပါတယ်ဒါကြောင့်စစ်ကောင်စီကတမ69တမမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုမေလာထဲမှာပြန်ဖမ်းခဲ့ပါတယ်။တမ69အောက်ကတရင်တွေထိနာလာကြောင်းဩဂုတ်နဲ့စက်တင်ဘာလမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေဆိုင်အမှတ်19စစ်စစ်ရေးကိုကဲမှုဌာနချုပ်စကခ19လက်အောက်ခံတရင်တွေကိုတက်ချင်းလဲလဲပို့ဆောင်ခဲ့ပါတယ်။ စက်တင်ဘာလနဲ့အောက်တိုဘာလစန်းတိုက်ပွဲတွေမှာလည်းအထိနာပြီးစကခစက်ကနစ်ကအရာရှိပိုင်းတွေအောက်တိုဘာလ9ရက်နေ့ကလေးကဆုတ်ခွာသွားတာလို့သိရပါတယ်။အောက်တိုဘာလ10ရက်မှာ AA နဲ့မဟာမိတ်တပ်တွေကဗျူဟာတဲထိဝင်တိုက်ခဲ့ပြီးအောက်တိုဘာ14ရက်နေ့မှာအပိသက်သိမ်းပိုက်လိုက်တာလို့သိရပါတယ်။အခြားစစ်ရေးတရင်ကြီးမြတ်တဦးကလည်းပါစရီထွက်ပြေးတောင်လက်နက်ချတာအများကြီးပဲလို့ပြောပါတယ်။နေရီကံဗျူဟာကုန်းကို AA နဲ့မဟာမိတ်တွေကသိမ်းပိုက်လိုက်ကြောင်းရေးသားထားတဲ့သတင်းကိုလည်း96 Soldier PDF ရဲ့ ဦးဆောင်သူတအူဖြစ်တဲ့ကိုစီရလွင်ကလည်းနေရီကံပြူဟာကုန်းကိုအပီးသက်သိမ့်ပိုက်လိုက်ပါပြီလို့ရှင်းပြီးလူမှုကွန်ရက်မှာဖျောက်ဝေထားပါတယ်96ဆိုကြ PDF ဟာ AA နဲ့အတူစစ်ကောင်စီကိုပူးပေါင်းတိုက်နေတဲ့ကာကွယ်ရေးတပ်တွေတက်တက်ခုဖြစ်ပါတယ်96ဆိုကြရဲ့အော်တိုဘာ6ရက်နေ့ကဖြစ်လုပ်ခဲ့တဲ့စစ်တင်တဲ့ဆင်ပွဲကိုအရကတ်တပ်တော်ထိန်းချုပ်ဒီတာမှာပြုလုပ်ခဲ့တာဖြစ်ပါတယ် AA ကတော့တိကျတဲ့မထုတ်ပြန်သေးပါဘူး။နေရီကံပြူဟာကုံသိမ့်တိုက်ပွဲမှာ AA နဲ့အတူပူးပေါင်းတိုက်ခိုက်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ကတာဝန်ရှိသူတို့အုပ်ကတော့ နိုင်ရီကံကိုလုံလုံရှင်းပြီးရင်မကွေးတိုင်းဝင်ပေါက်ပွင့်သွားသလိုအီယာဝတီမြစ်နောက်ချမ်းအလုံးစစ်ကောင်စီလက်လို့ရဖို့တည်ကြသွားပြီလို့သုံးသက်ပြောကြားနေကြပါတယ်။လက်ရှိမှာအမ်ဘတန်လန်မင်းတုံတရက်စင်ပောင်းဝဲငဖဲမျိုးနယ်တွင်တဲ့ပသိမ်မုံရွာလမ်းပိုင်းတွင်ဘကိုးတိုင်းတဲ့ကတောင်ကုတ်ပရောင်ကလန်အီယာဝတီတိုင်းတဲ့ကလေမျက်နှာမျိုးနယ်တို့မှလည်းအေအေပူပေါင်းတက်တွင်နဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်နေပါတယ်။